တတော်လုံးတတော်လုံးက အုံမိုင်းလို့နေပါတော့တယ်ကြီးငှက်တန်တွေကလည်းတညဉ့်ဉဏ်နဲ့တိုးရဲ့တာယာမှုကိုတတော်လုံးတတော်လုံးအုံမိုင်းလို့နေပြီးကြီးငှက်တန်တွေကတညဉ့်ဉဏ်နဲ့တိုးရဲ့အလှကိုတစားစင်နေတော့ပါလေဖြောတော့တဲ့နေအောင်ကြီးဟာတိုးတဲ့ပြင်ကိုလှပစွာအကွက်ဖုံနေပါလေခင်ကြီးကအင်္ဂလိပ်ခေပါ ဘယ်နဲ့လဲကောင်းလဲမကလင်းလဲဒီနေမှာတောင်းကုန်တွေတော်ရှားနေပါလားခါတန်းဆိုဒီတတော်ကျွဲ့မှာအ ਨੇ စုံဆက်လောက်တော့ပြည့်ရပြီသားပဲဘလို့ဖြစ်တာတော့ဘကိုးတတော်ခိုင်ကိုလှည့်လဲစစ်စစ်ဖို့ရန်ကုန်ရှိတတော်ရုံမှာလာရောက်စစ်စစ်သူတတော်မကြီးဟင်ရီဂရေကစိတ်မကျင်တဲ့အတန်နဲ့လှမ်းပြီးတော့ဘကိုးခိုင်တတော်ဝန်အာသာမကလင်းကိုမေးလိုက်ပါလိမ့်တတော်မင်းကြီးနဲ့ဘကိုးခိုင်တတော်ဝန်တို့ ရောက်ရှိနေတဲ့ဌာနကက အကူအနောက်ယူမအခြေဇောင်းတူနဲ့စင်မိုင်ခံဝေတဲ့တက်တော်ကျိုးဝိုင်းတွင်မှာခါတိုင်းချိန်ခါမှာဆိုရင်တော့ဒီဒေတာကျိုးဝိုင်းတွင်မှာဆက်တာမကပြောင်းဆိုင်ဆန်းရှိတဲ့တားကုန်ကြီးတွေကိုတော့ခဝဝေးရောက်အောင်လိုက်လံရှာဖွေမနေရပဲနိနိကကနေရာမှာတင်ပြစ်ခတ်လို့ရနိုင်ပါတယ်တက်တော်ရရှိခြင်းနူးခေါင်းဆောင်နဲ့တက်တော်ဖုံတွေကတက်တော်ကျိုးဝိုင်းနနမိတ်မြင်းချောင်းတွေတတ်မှတ်ခြင်း ကျောင်းအတွင်းပြင်ကျွန်းသစ်ပြင်ကတော်အဆရှိတဲ့အဖိုးတန်တစ်တည်းရဲ့စင်ရင်နဲ့လက်ရှိမြင်မြင်ကိုတွေ့ကိုက်မကိုက်လိုက်လံစစ်စီပါလေသူတို့အခုနမိုင်းခန့်စခန်းဟောင်းတစ်ခုမှာရှစ်စကန်အစ်စ်တစ်ခုစီ ရွှေပြောင်းခဲ့ပြီးတော့ခီးသွာဟန်လွယ်ဆိုသလိုသူတို့နဲ့ပါလာတဲ့တပည့်တပန်းတွေပါစားတော့ရေးအတွက်တားကုန်တကောင်းတည်းပြစ်ခတ်ဖို့ရှာဖွေကအမဲထွက်လိုက်တာပါယောမနာနီလီတောတော်ကထူလေးလေးပါ တော်တော်ထူသလောက်တားကုန်ရဲ့ခြေရအသက်အဟောင်းတွေဟာကျွဲအုပ်နှောင်းအုပ်တွေလှဲ့လေကျဆားတဲ့ဘက်မှာတောင်းတရိတ်ဆိုင်ရဲ့အခြေအနေခံမနိုင်ပါနဲ့ဒါပေမဲ့ဒီနေ့ဖို့လက်တိတ်တဲ့နေ့မှာပဲသတော်ရရှိကြီးနှုတ်ဖို့တားကုန်နဲ့တူဟန်ဆိုလို့ခြေတော်ဝါကတော့မတွေ့မမြင်ရတာစမ်းကြယ်လာပါတယ်မကျင်းနေစရာပဲမင်းကြီးခါတိုင်းဆိုကျွန်တော်ဒီတော့မှာ အမဲပြစ်နေကြတောင်းစင်နေတော့တွေ့နေတော့ပဲဘလို့ဖြစ်တာလဲကျွန်တော်မစဉ်းစားနိုင်ဘူး တတော်ခရံဝင်လေးမက်ကလင်းကတောချင်တွေကိုစူးစမ်းရင်ပြောလိုက်ပါတယ်အမှန်အားဖြင့်အဲ့ဒီအင်္ဂလိပ်ခေတ်အခါကတတော်လုပ်ငန်းတွေကိုစတင်လုပ်ဆောင်ကြရခါနေအသားကြစအချိန်ဖြစ်လို့လူသူအရောက်ပေါက်နေပါလာတဲ့ဒီလိုဘကိုးရုံးမနဲ့ညီကတဲ့ဇောင်းတူနေရှိတောကြီးတောင်ကြီးများဖို့မှာတကြီးဝါကြီးတွေပြည့်နေသလားခြေကအစအစင်အထိအောက်ကောင်ကြီးတွေကိုလည်းမလွတ်တမ်းမရှောင်နိုင်စံတွေ့မြင်နိုင်ပါလေ ဗြိတိရှားဆိုရဟာတစ်တောထွက်ပစ္စည်းတွေအနက်ကျုံးကိုဦးစားပေးပြီးတော့တန်ဖိုးများစွာထားပြီးဥပဒေအမျိုးမျိုးထုတ်ထားပါလေကျုံးသားဆိုလို့သွားကြထိုးတယ်နပန်းပဲမယူရသုံးရလို့ပြညတ်ပါလေကျုံးမြင်ကတော့အစားရှိတဲ့တစ်ကောင်းဝါကောင်းများအတွက်ကြီးလေးတဲ့ခွန်တုပ်ပေးပြီးတော့လှုပ်ဆောင်စေပါလေဥပဒေအရလည်းတင်းကျပ်စွာအရေးယူပါလေ ကျော်လန်းပေါ်ကြီးရှောင်းနေတော့တိတ်မဟန်ဘူးမကလင်းကြောက်ကြောက်ကြောက်ကြာစမ်းကြောစမ်းကြာစင်မီရှာကြောင်းစုတကောင်ကောင်မမပြည့်ရရင်မဖြစ်ဘူးမင်းကြီးကတတော်ဝင်ကိုပြောလိုက်ပါလေတတော်ဝင်လည်းသူ့ရဲ့နောက်ပါတတော်ဝင်နဲ့နေတောအုပ်တောကောင်းနဲ့ပဲလှည့်ပြီးလမ်းပြကိုခေါ်လိုက်လို့မိပြပါလေရော်သားလမ်းများနဲ့နေတောင်းဝင်ခံတောကောင်းကြီးတို့ကတတော်မင်းကြီးဆန္ဒတိုင်းတောင်ကျော်လန်းဝန်နဲ့ဖဲခွာပြီးစန်နေစင်ရှစ်မှဥဆောင်ခေါ်လာပါလေမင်းကြီးကလက်ထက်က rifle တနက်ကိုတော့ပစ်လိုက်ပြီး ဖြည်းဖြည်းသွားစကားမပြောနဲ့အတမ်းမမြည်စီနဲ့လို့လှမ်းမိတ်ပြပါလေမေသားငါလိုက်လန်ချောင်းချောင်းကြီးမှာတားကုန်းနဲ့အငိုက်ကိုအုံမိဖမ်းမိစေဖို့အတွက်အတမ်းမထွက်ဖို့ကအရေးကြီးပါလေတော်လေးနဲ့ဆိုင်လာတဲ့စံကြောင်းတစ်ချောင်းတွင်တတော်မင်းကြီးနဲ့ဖွဲ့ဝင်စဉ်သက်လာပါလေမင်းကြီးဟာထက်မြက်တဲ့မျက်လုံးစုံနဲ့တားကုန်းအခြေအနေနဲ့ချီရလိုက်ရတဲ့ရှာဖွေပါလေတတော်ဝင်တဲ့မှုထမ်းကတော့ခက်လန်းလန်းခွာပြလိုက်ပါလေတနည်းအားမ တစုံတစ်ခုကို လေးလံတဲ့အရာဝတ္ထုတစ်ခုကိုရွတ်တိုက်ဆွဲထားတဲ့စွတ်ကြောင်းကြီးတစ်ခုကိုတတော်မကြီးကရုတ်တရက်တွေ့ရလို့တော်ဝမ်းသာသွားပါလိမ့်။ကြည်ရတာတားကောင်တစ်ကောင်ကိုကြားတစ်ကောင်ကဖမ်းပြီးတော့မြေပြုတ်ပြောက်မှာဒီရွတ်တိုက်ဆွဲထားတယ်လို့ထင်ရှိပါလိမ့်။သူ့နောက်ကိုခမမလိုက်ရင်လည်းဘယ်လက်နဲ့အချက်ပြပြီးရှေ့ကိုတလန်းချင်းတက်ခဲ့ပါလိမ့်။လိုက်ရတာလည်းမိုင်းဝခန့်ရှိပါလေ။မိုင်းဝခန့်စွတ်ကြောင်းတိုင်းလိုက်ပါတဲ့မင်းကြီးဟာဆန်းကျုံတနေဟာအရောက် မမျော်လင့်ထားတဲ့အရာကိုတွေ့လိုက်ရပါလေ။ဒါကကြောင်းစားထားတဲ့တာကုန်ရဲ့အကျဉ်းချံမဟုတ်။တစ်လွင်ပြီးတော့ခွဲဖြတ်ပြီးသားရှုံးနေပြီးကျင်နေတဲ့ပြင်ကလေးသားပြင်ပြားကြီးတစ်ချက်ပါ။တတော်မင်းကြီးဟာတပင်တပန်းဒုက္ခခံကအမဲကောင်ကိုတွေ့နုံနုံနဲ့လိုက်ခဲ့ရကအခုတော့တောကြီးတောင်ကြီးအလယ်မှာလက်လက်ဆက်ဆက်ပြင်ကလေးခွဲသားပြင်ပြားရှိကြီးတွေ့လဲလို့အတော်စိတ်ဆိုးသွားပါလေ။နောက်လှည့်ပြီးမကလင်ခန့်လာစမ်း တတော်ခဲကိုခေါ်ယူပြီးပြင်ပြကြည့်ပြလိုက်ပါလေမစ္စတာမက်ကလေးလည်းပြင်ပြအဆအဆုံကိုလိုက်ကြည့်ပြီးအမတ်သားစိတ်ပါမပါတတော်ဘက်ထုံးစံအရာလိုက်စစ်ပါလေခေါင်းခါလိုက်ပါလေပြီးမှဒီလောက်ခက်ခဲတဲ့နေရာမှာဒီပြင်ပြကြီးဘာလို့ဖို့လဲမင်းကြီးရာပြီးတော့ဒီပြင်ပြကြီးကတောင်းမဲ့လက်ထိုးလို့လည်းမဖြစ်နိုင်ဘူးဒီနီးနားမှာလူနေအင်ဂျီဆိုတဲ့ကြေးရွာတွေ့ရတော့မရှိတော့ကျွန်တော်မစဉ်းစားတတ်ဘူးဗျာအဲ့ဒီနောက်သူတို့နောက်ကအသင်လိုက်ပါလာတဲ့ တော်ဝန်တော်ဥပဒေကလည်းပန်းရှင်မဲ့တတော်ဥပဒေရတော်ဝန်ရှိတဲ့တတော်မဲ့တစိုက်ဥပဒေမှာပါတဲ့ကြီးမားတဲ့ပြင်ပြကြီးကိုတိုင်းထွာပါလိမ့်အေးအနန်းသုံးတော်သူကလက်မှတတော်လေးမဲ့ပြင်ပြကြီးပြောဒီပြင်ပြကြီးကိုအန်ဟောတော်နဲ့ကြီးရှုခဲ့ခိုင်ရင်မှတ်တမ်းတင်ပါလေဟာဘယ်အခြေအကြီးလဲမကလင်းနာကြီးအောင်ဝင်းကြီးဟင်းရီဂရေးဟာ အန်အောလာတဲ့လူတန်းနဲ့စမ်းရဲ့ရှေ့ကိုတောက်ချောင်းညွှန်ရကမကလင်းကိုမေးလိုက်ပါလေတတော်ဟိုနဲ့အဖွဲ့အားလုံးဟာမင်းကြီးညွှန်ပြတဲ့နေရာကိုရေးကြီးတော့ပြတော့သွားကြည့်ပါလေခြေရကတော့လူတယောက်ခြေရပါဒါပေမဲ့ထူးခြားတာတာမန်လူခြေရထက်2တောင်လောက်ပိုကြီးမားနေတယ်အီယာမခြေရကြီးဗျကျုပ်တလောက်ကြည့်တဲ့လူရောခြေရောဒီတသက်မတွေ့ဘူးအေကနာဒီပြင်းပြောင်းကိုယူလာတာဒီခြေရပါရှင်ပဲဖြစ်ကောင်းမယ်ဒီပြင်း တောင်မဲလူတွေနဲ့ဆိုဒီလောက်ချိန်စီတဲ့ပြင်ကလေးသားပြင်များကိုအနည်းဆုံးလူ9ယောက်လောက်မှမှရမှာတတော်ခရဝင်ဟာ ပြင်များရောခြေရကြီးပါတိုင်းထောင်မတားရင်ဒီနောက်မှာလူလည်းမရှိဘူးမင်းကြီးတစ္ဆက်ဆိုလည်းဝေးလှော့ဆက်လည်းလှုပ်ဖို့အကင်ဖို့တတိလည်းမကြဘူးလှော့ဆက်ရှိအောင်ညာဒီလောက်ကြီးမှတဲ့ပြင်ကလေးသားကြီးခွဲဖို့မလွယ်ဘူးဒါကြောင့် imminent ထူးတဲ့ကိစ္စမှုကျွန်တော်တောင်းဝန်ရှိနေပြီမင်းကြီးကိုကျွန်တော်တောင်းဝန်ပြရစေ ဒီချီယာရှင်ကိုချီယာခံပြီးလိုင်းလံရှာဖို့ရည်ယူပါစေ။မင်းကြီးပါသားမဲပြစ်လို့ရပြီရှင်းစခန်းသွားတဲ့ပါ။ခမရတယောက်နဲ့တော့မသွားတဲ့ဘူးမကလေး။ကျုပ်လည်းလိုက်ခင်မယ်။တတော်မှုနဲ့ဒီလူကိုဖမ်းရရင်အင်မတန်ထူးဆန်းတဲ့လူတယောက်ကိုတွေ့ရမှာ။ကျုပ်လိုက်ပြီမယ်။ကြံမှုထမ်းနေတဲ့ကုလီတွေပါဒီပြည်များကြီးကိုရုံးမတင်ရမဲ့တသက်ကံပစ္စည်းအနေနဲ့ဆင်းနဲ့တော့ဆွဲကျုပ်တို့ရှေ့ဆက်ပြီးတရားခံချီယာရှာဖွေပါစီမယ်။ ဝင်းကြီးအမိန်ပေးလိုက်ပါလေအကြမ်းမျက်နှာဖြူရရှင်ဦးဟာတတော်ဘတ်ရှာဖွေဖန်းစည်းအဖွဲ့တွေနဲ့ပြည်များကြီးရှိကနေဆက်လက်ပြီးခမမှန်နဲ့နင်းသွောပုံရံနဲ့ခြေရာတိုင်းနောက်ကလိုက်ပါလေစံကြောင်းတိုင်းခြေရာကြီးဟာမမှန်ကြီးညွန်ပြနေပါလေတနင်္လာမှာမိနုံတို့တွေ့နုံနဲ့တတော်မင်းကြီးနဲ့အဖွဲ့တွေဟာချွေးတန့်တလုံးလုံးကြလာအောင်ပင်မခံပြီးတရခန့်ရှာဖွေပါလေကြီးမားတဲ့ခြေရာကြီးနောက်ကိုပန်းတကြီးလိုက်ပြီးတော့ခြေရာရှင်ကိုရှာဖွေတဲ့ တတော်ဝင်ကြီး Henry Gray နဲ့အဖွဲ့ဝင်ဖို့စံကြောင်းတွေကကြော်လွန်ပြီးတတော်ဝင်တတော်ထွက်မနာတန်ပြမှုကျင်းသူကိုလိုက်ရှာပါလေမဝင်ရငွေခံရရင် Mr. Gray ဟာတရားခံဖမ်းဆီးရမည်ရထဒီချေရရှင်ကိုသိချင်လို့ပါဒီချေရရှင်တွေ့ရရင်တော့ imminent ထူးဆန်းတဲ့တတော်ဝကြီးကိုပထမဆုံးတွေ့ရတဲ့မျက်နှာဖြူရရှိဖြစ်ပြီလေဒါမဲ့ခီးကရှောင်းရင်းရှောင်းရင်းနဲ့တော်တော်များလာတယ်ဗျာ7မိုင်လောက်ရှိလာတယ်ချေရကြီးကဘယ်နေရာမှမမရက်နာဘူး ခမမန်ကခီးပြင်းသွားနေပုံပဲဇော်ကြီးနဲ့မစ္စတာဂူရီရဲ့တတောင်းဖုန်နေဖို့ခြေရာကြီးရဲ့နောက်ကနေလိုက်ပါလာပါလေဖုန်နေကပြန်ကြည့်ပေမဲ့မျက်နှာဖြူရာရှိကြီးတွေရဲ့ဆန်တော့ကိုလည်းမလုံးဆန်နိုင်ပါဘူးတနည်းအရောမောကျဲဝန်းလာတဲ့အန်ကြီးစီကိုတဲ့တဲ့ကြီးသွားတဲ့ခြေရာကြီးတွေ့ရပါလေအန်ကြီးကျဲဝန်းကတော်တော်လေးကျဲတယ်ဗျအလျားမိုင်ဝဲအနံကနှစ်ဖာလုံးရေနဲ့ကဝါးပြန်ခံမြင့်ပါပါလေ နောက်ဆုံးတတော်မင်းကြီးနဲ့ဖုန်းနေရရှေးဆက်မလန်နေတော့ပဲမချီမြဲနဲ့ပဲချီတုံချတုံဖြစ်နေပါလေ။အင်မတန်ထူးဆန်းတဲ့မင်းကြီးရေကျွန်တော်တို့လူမဟုတ်ပဲအီရမောတတဝါကြီးတကောင်လို့အောင်းမိမိတယ်။ဒါကြောင့်မတော်တဆပပင်းတွေ့ရင်တော့ဘလွတ်တန်းပြစ်ဖမ်းရအောင်ကျွန်တော် rifle ထဲမှာကြီးစံနေအပြည့်ဖြေတာလေ။ဆက်လိုက်ကြရင်တော့တော်တော်လေးဝင်းနေပြီစိတ်မချရဘူးမင်းကြီး။ဟုတ်တယ်။တိရစ္ဆာန်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။ ကြည့်ပါလားပြင်များတစ်ချက်ကိုကြကြနနခွဲပြီးယူလာရင်ကလမ်းပေါ်မှာပြစ်ချခဲ့တယ်ခြေရောက်ယူဆိုင်ပြီးလိလဆန်းတော့တို့လူခြေရာတိုင်းပဲခြေချောင်းကားချောင်းနဲ့ဖနှောင်းနဲ့ခြေချောင်းနေထိုင်မှာဘွေးရည်တော်ရှုံးပြော်တယ်ထင်ကြရတယ်ဒါကြောင့်ထူးဆန်းတယ်တတော်ကြီးပိုက်ကလည်းနှဖိုးမချွေတွေကိုလက်ကိုက်မောနဲ့တုတ်ရင်အဖြေရစဉ်းစားကခက်နေပါလိမ့်နမမဆဘီရှာချင်းရှာကြဘွယ်မင်းကြီးမိုးလဲချုပ်တော့ပဲ ဒါနဲ့ပါလာတဲ့သူတွေထဲကဟိုလမ်းခေါ်လိုက်ပါလေမောင်ဖိုးတွေလာစမ်းဟိဒီကနေ့တခင်တို့စွန့်ချမဲ့နေရာတော်တဲ့တလားဘလောက်ဝေးလဲဘလောက်ဝေးလဲဆိုတော့တော်တဲ့ပါတဲ့တခင်ကြီးရဲ့ညာဘက်ကိုပြန်ပြီးဆုပ်ရင်းမင်းမြောင်ကနေတက်ရပါမယ်ခီးခပ်ပြင်းပြင်းဆုပ်မှဖြစ်ပါမယ်ရှင်းမှကြောက်လောက်ဝေးပါတယ်မင်းကြီးကနောက်ပြန်ဆုံရင်သဘောတူလိုက်ပြီးတော့ကောင်းပြီပြန်ဆုပ်မယ်ဓာတ်ထက်ဒီချေကပါထင်လဲမောင်မယ် ဒါကတော့လူချေရပဲတခင်ကျွန်တော်မျိုးလည်းဘွားမှာတခါမှတလောက်ကြီးမားတဲ့လူချေရမတွေ့ဘူးအကောင်းဆုံးကတော့အန်ဒီရတော့ရှိရတယ်တခင်တော့အရောစမ်လိုက်ပဲပြန်ဖို့ပဲဒီမှာပဲတတော်ကြီးပဲမကလင်းကအင်္ဂလိပ်ဘာသာနဲ့မင်းကြီးကိုအရေးကြီးအစဉ်ခံစားပြောပါလေကျွန်တော်မှုထန်တွေကဗမာတွေပြခုလိုတခါမှမမြင်ဘူးကြောက်ရွံ့နေတယ်သူတို့မပြောရဲလို့အချင်းကတော့တိတ်မကောင်းဘူးမင်းကြီးမင်းကြီးကိုယ်လေးကပြန်လဲကောင်းနေပြီကြောက်ရွံ့မိပါလေ တကယ်တော့လဲကြောက်စရာကလည်းခြေရခွက်ကြီးနေမဟုတ်လားကဲလေးစကန်းကိုပြက်ပြင်မယ်ညကြမအေးစေးတိုင်းမနေပါဘူးအချိန်ကိုလူပြီးတော့ခတ်တုတ်တုတ်ခြေလဲနေပဲတတော်စကန်းရောက်ပြန်ပါလိမ့်သူတို့အရင်နေညင်စကန်းချမနေမှာမိုးကတဲ့ဖွေးသားနဲ့မိအောင်တလက်လက်နဲ့ချက်ပြုံနေပါလိမ့်အမှုတော်အမနဲ့ရေးပါတဲ့ပြင်ကလေးသားပြင်များကြီးကိုစကန်းရဲ့အစတတော်မင်းကြီးနဲ့တတော်ဝင်တို့ ဘိုးကတွေတဲတွေနဲ့မလန်းမကန်မှာခြားထားပါတယ်မစ္စတာဂရင်းနဲ့မစ္စတာမက်ကလင်းတို့နှစ်ယောက်ကိုတွေ့ရှိရမိတဲ့တသက်ခံပြများကြီးမှာအီရာမချီယာကြီးနဲ့ပတ်သက်ပြီးဝစ်ကီဖန်တို့ခွစီစိန်ခံတောင်းရင်နဲ့ထင်မြင်ပြောဆိုနေပါတယ်အင်္ဂလိပ်ဘာသာနဲ့ပါမြန်မာတတော်မှုထံရာရန်အားလုံးကတော့ပြိုတော့မဲ့မူအောင်မှရောက်ရှိနေပြီးသူများဘက်မှတုံ့နှုတ်နေပါတယ်ခေါင်းချင်းတက်မခံခတ်အုပ်ရေးဖို့ကိစ္စကိုပဲပြောနေပါတယ် ဲ့တော့ညစာအောင်ဖြောင်းအောင်မဆောင်းပါဘူးဝိုးကုံဆောင်းကူပတ်နေတဲ့ခொနည်းလောင်စံရဲ့ညစ်ညစ်ပေါ့တော်ရပြင်ပေါ်ကိုလာမင်းရဲ့ရောင်လွာဟာជីနုပွဲရဖြန့်ချီပြီးထင်ရှားတဲ့အလင်းရောင်တွေဖြစ်ပေါ်လွင်လှတဲ့ရောင်ဝါတွေကုံမျိုးနေပါတော့တယ်မင်းကြီးမက်ဂရီဟာမြန်မာဝန်ထမ်းတွေကိုမေးလိုက်ပါလိမ့်ဒီချီယာကဘာထင်တယ်လဲတော်ဘုံညူဖိုးထင်က ူတော့လူချီယာပါပဲသခင်နဲ့ကျွန်တော်မျိုးတို့လည်းတခါမှဒီလောက်ကြီးမားတဲ့လူချီယာကိုမမြင်ဘူးပါဘူးအကောင်းဆုံးတော့သခင်တို့အားလုံးဒီချီယာနောက်ဆက်မလိုက်ဖို့ပါပဲအနည်းငယ်နဲ့နေပါလေဒီလိုနဲ့ပဲတတော်ရေးပဲမကလင်းကလည်းအင်္ဂလိပ်ဘာသာနဲ့မင်းကြီးကိုအရေးကြီးပြောဆိုအစီရင်ခံလိုက်ပါလေအမှုတန်းနေရဗမာလူမျိုးတွေဖြစ်တယ်သူတို့တခါမှမမြင်ဘူးတဲ့ချီယာတွေတွေ့လို့အင်မတန်ကြောက်နေကြပြီသူတို့မပြောရဲလို့အချိန်တွေကတိတ်မကောင်းဘူးမင်းကြီးမင်းကြီးလည်းခေါင်းညစ်ပြီးတော့ကြောက်ရိပ်မိပါတယ် တကယ်တော့လေကြောက်စရာကောင်းတဲ့ခြေရောက်ခွက်ကြီးတွေမှမဟုတ်လားကဲစခန်းပြင်မယ်ညကြမအေးအေးဆေးနဲ့ဘာလို့မလဲတမ်းမနေတာပေါ့အချိန်ရောလူပြီးခက်တုတ်တုတ်ခြေလန်းတဲ့တတော်မင်းကြီးနဲ့အမှုထမ်းတွေဟာတတ်မှတ်ထားတဲ့စခန်းတွေဟာအရောက်ပြန်ပါလေသူတို့အဲ့ဒီနေ့ညစခန်းချမဲ့နေရာမှာမိုးကတဲ့ဖွေးသားနဲ့ချက်ပြုတ်လောက်ခံပြီးနေကြပါလေမှုအတွက်အေးပါတဲ့ပြင်ကလေးသားပြင်များကြီးကိုတော့ဝိုင်းထန်လာကြပြီးစခန်းရဲ့အဆောက် အနားမှာခြားထားပါလိမ့်မစ္စတာဂရင်းနဲ့မက်ကနီနိုနှစ်ယောက်ဖို့တွေ့ရတဲ့တသက်ကံပြင်းများကြီးမှာအီရာမချီယာကြီးနဲ့ပတ်သက်ပြီးတော့ထင်မြင်ယူဆချက်တွေပြောဆိုဆွေးနွေးနေပါလိမ့်အဲ့ဒီမြန်မာဝန်ထမ်းတွေကတော့ညစာဝန်တော်ဖြောင်းအောင်မစားကြပါဘူးဝိုးကုံဆောင်ဘက်ကိုလူနေတဲ့ခုနှစ်ရက်လာစံညစ်ညစ်ပေါ့တော်ရပြင်ပေါ်ကိုရွှေလာမင်းရောင်လာလေဟာဖြန့်ချီနေပါလိမ့်မြမမူတန်းနေရာမီးလုံရင်းနဲ့လက်ဖေးအကျန်းတောက်တူတောက်လက်ဖန်လှုပ်စင်းမှုအတွက်ခြေရေးပြုတ်ရေးစီစဉ်သူကစီစဉ် နေကင်းကလာအတွေ့အကြုံနဲ့ချီအားကြီးကိစ္စမေ့တရားရှိနေပါလိမ့်ဒီနေ့တူတတော်မင်းကြီးနဲ့တတော်ဝင်လေးတို့လည်းညစာစာပြီးကတော့ကလာလက်ဖန်အလုပ်ဆင်းရမဲ့လုပ်ငန်းစရာတွေအကြောင်းတိုင်ပင်နေပါလိမ့်အဲလိုပြောဆိုနေတဲ့အခိုက်ပါပဲအလွန်မြင့်မားတဲ့တဏ္ဍာရီတစ်ခုဟာရောက်လာပါလိမ့်မိဘကြီးတွေအလင်းရောက်အောင်ဘွားကနေထွက်လာပါလိမ့် အမလေးဘလိုဟာကြီးလဲဟာဆိုတဲ့အလန်တကြောင်အော်တယ်နေလို့ဦးနှင်းခွန်နေထင်းအားမြာဆွတ်ပြေးတဲ့တက်တော်မှုထန်နေရကြောက်ရွံ့တကြောင်အတန်တကြောင်မျက်နှာဖြူအရာရှိနေအောင်လဲအရန်သိမ်းထောင်ထားတဲ့ rifle တွေလှမ်းဆွဲလိုက်ပါလေအဲ့တော့လူကြီးတယောက်အတန်ကိုကြားပါလေကျွန်ုပ်ကိုကြောက်စရာမလိုဘူးကျုပ်ဟာတင်လို့လို့လူသားတူပါပဲတဲ့ကျေလောင်တဲ့အတန်ကြီးဟာစခန်းကိုလွှမ်းမိုးတုံ့နှုတ်ပါပါလေပဇာဟောင်းသားတဲ့အားသိရင် rifle ပြောင်းရတွေကိုရုတ်တရက်စခန်းထိပ်မှာမမကြီးပေါ်နေရစီကိုကြည့်နေတဲ့ မျက်နှာဖြူရာရှိတရားတုံးလို့ပြီးအိုးဖျားသခင်အင်မတန်ကြီးတဲ့လူကြီးပါလားဟုတ်တယ်တခါမှလည်းမမြင်ဘူးအေဟာမလူကြီးတယောက်ပဲမင်းကြီးကြည့်ပါလားမျက်လုံးနှာခေါင်းပါးစပ်နှစ်ရွက်အကုန်ပါတယ်ပြီးတော့ရသေးတယ်လို့ဝတ်ထားတယ်လူလေးသိမ့်မြင့်တဲ့အရက်မောင်းကြီးပါလားမင်းကြီးသူတို့တို့ဥဒမကမြမတတော်မှုထမ်းနေမျက်စိအလုံးကလည်းထင်းထင်းရှားရှားမီးရောက်အောင်မှာစေတောင်ကျော်ခန့်လောက်ရှိတဲ့မြမနဲ့အရင်ချင်းနဲ့မလုံမရှက်တမ်းရက်နေတဲ့ယောဂီဦးရသိတူဦးရဲ့ ပိတာထင်ရှားတဲ့တနင်္ဂနွေမြင်ရပါတယ်။အ ਨੇ သောမတွေ့ဘူးဆိုတော့အတောင်20ဝန်းကျင်လောက်ရှိပါတယ်။စကန်းကြီးအမှုထမ်းအားလုံးဖို့တခွန်းတပါလာမှာပြန်လည်မပြောရအောင်အံ့အားသင့်ပြီးတော့ကြက်သေးသေးနေပါတယ်။ကျွန်ုပ်တည်တဲ့သူတော်ကောင်းတူတာဖြစ်တယ်။ဘာမှကြောက်စရာမလိုဘူး။သင်တို့အကြီးကဲစီမှ လူကံဖို့ပစ္စည်းတစ်ခုရှိလို့လာရောက်ခဲ့ခြင်းဖြစ်သည်။ဒုတိယကျင်ရသေးကြီးကစကားတစ်လုံးချင်းပြောပါလေ။အဲ့ဒီမှာ ြန်မာရေဝအနေနဲ့တက်တော့ခင်မှာမကလင်ကဖြုံးနေတတိယပြီလိုချင်တာပြောပါပြီးနေတာလှူပါမယ်လေလှမ်းပြောလိုက်ပါလေဒီမှာရသေးကြီးဟာတီညီနဲ့မျက်နှာမျက်နှာကြီးနဲ့တင်းစည်းထားတဲ့ပြင်ပြားကြီးကိုလက်ညှိုးညွှန်လိုက်ပြီးကျွန်ုပ်အသုံးဝင်တဲ့ဖြစ်စီဖြစ်သည်ပန်းရှင်ရှင်မဲမသိတဲ့အတွက်ကျွန်ုပ်ဒီအတော်ဝေးกว่าတဲ့နေရာမှာယူလာမိသည်ခုတော့ပန်းရှင်ပစ္စည်းဖြစ်နေလို့ကျွန်ုပ်ကသင်တို့ပိုင်ဆိုင်တဲ့အကြီးအကဲများစီကအလူခံပါသည်လူကြတန်းချပါတတော်မင်းကြီးဂရေဟာ ။ဗဇက်တွေကနေပြီးတော့မနေဖြစ်ညှိပြီးတော့အတန်ထွက်နေ။မြင်းမြန်ယူသွားမြင်းမြန်ယူသွားမြင်းမြန်ပေးလိုက်။ဖုံးကြီးယူသွားပါကျွန်တော်တို့ပေးပါလေ။တတော်ဝင်ကလေးကပြောလိုက်တော့အဲ့ဒီလုံမြင်မားတဲ့အရက်မုန်းနေတဲ့သိကြီးဟာတတော်မှုတဲ့နေနဲ့စင်တကောင်တော်မှဆွဲလာတဲ့ပြင်ပြားကြီးကိုသူ့ညာလက်နဲ့လှမ်းဆွဲပြီးခစောင်းတင်လိုက်ပြီးတာရုတာရုတာရုသုံးကြီးခေါ်ပြီးအင်ဒရီရီယာပဲတောထဲကိုတလန်းကြီးထွက်သွားပါလေ။ခေါင်းမှာ တောက်ချာကြီးကိုစောင်းထားပါလေ။လယ်ဘေးမှာအလုံးကြီးမားတဲ့ဘရီးစေးအနေကြီးတွေတီးကုန်းထားပါလေ။စိတ်ပရီးတကွင်းဆွဲပြီးတော့တက်ခေါ့ဆိုသင်္ကန်းနဲ့ဧကတိကိုယုံထားတဲ့ယသိကြီးနောက်ပိုင်းဟာအားလုံးကအံ့ဩနေပါလေ။ယသိကြီးတော်တွေဝင်ရောက်ပြောက်ွက်သွားမှအားလုံးကတပြင်းချမိပါလေ။ဖျားသခင်ဆောရှောက်ပါသေး။ပြီးတော့ကျုံမျက်စိနဲ့နားတော့ပဲမယုံနိုင်တော့ဘူးဗျာ။အင်မတန်ထိုးစားလိုက်လား။ဘလို့ထင်းလဲလူကလေးတို့ပြောတတ်ဘူးရှင်ရံမောင်းတဲ့အတန်ကြီးတာလွဲရင် ကျွန်တော်တို့လိုတာမန်လိုပဲ ုရင်ကသူ့ရဆိုရင်မမေးမိလိုက်တာတိတ်နာတယ်ဘယ်ကလာပြီးဗမာနေလဲဘသူလည်းမသိဘူးဟုတ်တယ်ကျုပ်လည်းဘာလို့လုပ်ရမှန်းမသိဘူးအမှန်တမ်းဝင်ကြောက်နေတာဒါကြောင့်ကိုကုတ်ကဒေါသဖြစ်နေတယ်ကဲသက်ဆိုင်ရာအစိုးရကိုချက်ချင်းကြောင်းကြမယ်အစင်ခန်းစာရေးပြမြမပြီးမှအာကြီးထူးဆန်းတဲ့ကိစ္စတွေတွေ့ရလို့ကျုပ်တို့ကလွယ်ပြီးတပြည့်လူတွေပြောရင်ဘယ်သူမှယုံမှာမဟုတ်ဘူးဝီစကီကိုခတ်တုတ်ငှက်ပြီးတောက်ချလိုက်ပါလေစကန်အတွင်းမှာရှိတဲ့မြမမှုထန်းတွေကလည်းတယောက်တော့ခွန့်ပြောနေကြပါလေ တတော်အမှုထံယာထံကုလီတွေစင်ဦးစီးတွေဖို့အဲ့ဒီနေ့ကတွေ့မြင်ရတဲ့အလွန်မြင်မားတဲ့ရသေကြီးအကြောင်းအရာကိုတယောက်ကစတရားဆိုသလိုပြန်ပြောပြီးဖောက်သွယ်ချတော့ပါလေ။အကိုရုံးမချေတတော်ကြီးတန်ဆိုးပင်ဆရာတော်ဦးနန္ဒီတင်နာဦးဘိုးညိုအဆရှိတဲ့နာမည်ကြီးပုဂ္ဂိုလ်တွေဖို့ဒီနေ့တိုင်ပြန်လည်ပြီးထူးဆန်းတဲ့ဖြစ်အနေနဲ့ပြောဆိုလေးရှိပါလေ။အင်မတန်ထူးဆန်းအောင်စရာဖြစ်ရပါ။ဘယ်တော့ခါမှဟောင်းနေလို့မရှိပါဘူး။ အကိုကရင်တနပ်ပင်မျိုးကော့ပြတ်ကြောင်ဆရာတော်ကဒီဝိထုဖြစ်ရဲ့ရည်သားခြင်းပြင်ဆရာတော်ဖျားမိတ်ချီဘူးတဲ့အင်မတန်စမ်းကျင်တဲ့အကြောင်းအရာမှန်ကိုလူလူပြိတ္တကိုတီကြားစေခြင်းနဲ့ဘူတန်ဟာကရေးဖွဲ့ပေးကြတာဖြစ်ပါလေ။နောက်ဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။